ုတ်ကဲ့ဟိုလနဲ့ပေါ့နော်လနဲ့နေတဲ့ခါကျရင်လည်းအဆင်ပြေအောင်ပေါ့ကိုကကိုကိုချက်ပြုတ်စားခြင်းတယ်ဆိုလဲမအားရမီးဘုံလေးတွေစင်စီစဉ်ပေးမယ်ပေါ့နော်ဟုတ်အခုဆိုလဲအေးဟိုဟာပေါ့မန္တလေးတွေကိုဘာလို့ဘက်ကဆိုမိသားစုတွေအဲ့လိုတွေဆိုရင်အရင်တည်းကပေါ်စနေတနင်္ဂနွေဆိုတောက်ကြနေဆိုလာတယ်လာကြပြီးတော့အဲစနေတနင်္ဂနွေနေတယ်နေပြီးတော့မှပြန်ဆင်းကြတာအဲ့လိုများတယ်အဲ့လိုမိသားစုလိုက်ပေါ့နော်အဓိကအဲ့လိုအေးစစ်စေးပဲ နာလာနာတင်တဲ့လူတွေကပုံများတယ်ကလေးလေးတွေလည်းပါတယ်ဆိုတော့အမတို့ကစားကွင်းလေးတွေလည်းလုပ်ပေးထားတယ်အဲအဲ့လိုဆိုတော့ကလေးလေးကလေးတွေလည်းကစားကြတယ်နောက်ရေကူးကြမယ်အဲ့လိုလည်းလုပ်ပေးထားတယ်နောက်အဓိကကမိမိအိမ်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ ခေါ်လာခြင်းလားအဲ့ဒါအဓိကသူတို့အမားတို့စီမှာအဲ့လိုခေါ်လာလို့ရတယ်တိလေးတွေကိုဒီလိုနေရာလေးတွေလုပ်ပေးထားတယ်သူတို့အဲ့လိုမျိုးဒီမှာလဲတရိဆန်လေးတွေမွေးထားတဲ့ခါကြတော့ဗောနော်အဲအကောင်လုံးသူတို့တွေကဘောရလေးတောင်ဖြစ်နေကြအဲ့လိုယုံလေးတွေရှိတယ်အဲ့လိုဗောအဲ့တော့ကလေးတွေလည်းပြောပါတယ်နောက်ဟိုပါဗောနော် မိတ်ဆွေတွေတငယ်ချင်းတွေအဲ့လိုတွေလည်းစုပြီးလာကြတယ် ဆိုယောက်ျားလေးတွေဆိုလည်းဆိုင်ကယ်တွေနဲ့တက်လာကြတယ်ဆိုင်ကယ်လေးနဲ့တက်လာကြပြီးတော့အဲ့လိုမျိုးယောက်ျားလေးတွေဆိုတော့တညလုံးပေါ့နော်ဂီတတီးရဲအဲဂီတတီးရဲတချင်းဆိုရဲကာရာအိုကေဆိုခြင်းနဲ့အဲအဲ့လိုမျိုးတွေလည်းအမားတို့ကစီစဉ်ပေးတယ်မီးပုံပွဲလေးလုပ်ခြင်းနဲ့လုပ်ပေးတယ်ပေါ့နော်နောက်ဟိုမိသားစုတွေလည်းအဲ့လိုမျိုးဘာဘီကျူးလုပ်စားခြင်းနဲ့အကင်တွေလုပ်စားခြင်းနဲ့ဆိုရင်လည်းအပြင်ကအစားအသောက်တွေလည်းယူလာလို့ရပါတယ် အဲယူလာပြီးချက်ပြုတ်ချင်နေဆိုလဲမအားလို့စီစဉ်ပြီးပါတယ်ဟုတ်ကဲ့ပြင်ဦးလွင်မှာတော့အိငလင်တော့နည်းနည်းတော့ဖြစ်တယ်ဒါပေမဲ့အဆောက်အုံတွေတော့ဘာမှမထိခိုက်ပါဘူးအဲအဲ့လိုဒီအဓိကအဲ့တဘာဝဘေးရန်တည်းငလင်ရှောင်းခြင်းတဲ့လူတွေအတွက်လဲဧည့်သည်တွေအတွက်လဲအမားတို့ဒီ Golden Forest Villa ကအမားတို့အများကြီးအခုကူညီဆောင်ရွက်ပေးနေပါတယ်အခုဟိုရေရှိပေါ့နော် long stay နေခြင်းတဲ့လူတွေအတွက်လေအမားတို့ကဟိုကုညီပြီးတော့အခု ဆိုင်အဆောင်ရွက်ပေးပါမယ်ဟုတ်ကဲ့ပါပြပရဲ့ဝတ္ထုဒီအဖုံးတွေကိုပကြီကားတွေလှုပ်ထားတာရှိတယ်အဲ့ကိုအဲ့လိုမျိုးပေါ့နော်ဂယ်လာရီလေးလှုပ်ဖြစ်တယ်ဆိုရင်တော့ပြပပကြီကားတွေပါအကုန်လုံးအမှတ်တရအနေနဲ့ အကုန်လုံးပြလို့ရသွားတာပေါ့နော်အဲ့ဒါတော့မစိတ်ကူးထားတာဂယ်လရီလေးရတော့မဆောက်တော့မဆောက်ရသေးဘူးဒါပေမဲ့ပတိကားတွေလည်းစုပြီးတော့မဆွဲနေတယ်အဓိကအိမ်မှာပြချင်တာကလေသူတို့အိမ်ဒီပြင်ဦးလွင်မှာပွင့်တဲ့ပန်းလေးတွေပေါ့နော်အဓိကအဲ့ဒါလေးတွေဆိုရင်မပူဆွဲထားတယ်ချယ်ရီတို့နေကြာတို့ခရစ်စမတ်ဘင်းတို့အဲအဲ့ဒါမျိုးလေးတွေပေါ့နော်ဟိုရောက်သွားရင် ပြင်ဦးလွင်ရဲ့ things လေးတွေကိုရတယ်ပေါ့အဲအဲ့လိုပုံစံမျိုးလေးတွေနဲ့အဲဆွဲထားတယ်အဲ့ခါအဲ့ခါကြရင်လေဖေဖေရဲ့ ပချီကားလေးတွေဝတ္ထုဟိုအဖုံးလေးတွေမှာအဲအဲအားလေးတွေကိုပချီကားလေးတွေပြပြီးဖြစ်မှာပါဟုတ်အဲအမကတော့အဒီဇိုင်နာနေဂျီဝင်းလေးကြီးပါအဲအမကအရင်လိုပဲအထယ်ဒီပေါ်မှာပိန့်တင်းပေါ့နော်အဲပိန့်တင်းနေဆွဲတယ်ဟို ready to wear တွေအတွက်ပေါ့ အဲ့ဒီအဲ့ဒီ ready to wear အထည်လေးမှလည်းဆွဲပေးတယ်နောက်ပြီးတော့ဒီပကြီတွေလည်း golden lady တွေလည်းဆွဲပစ်ပါတယ်ဟုတ်ဟုတ်ကဲ့ကြာပါပြီဟုတ်ဟိုပါဘော2019လေးရဆိုတော့ဆိုတော့နည်းနည်းကြော့ဟုတ်ကဲ့ဟုတ်ဘလို့ပဲဟိုပါဘောနော်စိတ်ဟိုဥစားပဲကိုယ်စိတ်တွေကဘလို့ပဲဟိုဥစားဆွဲနေရတဲ့အချိန်ကြာလို့ရှင်တော့အေးချမ်းသွားတာပဲကိုကဘောနော်ဟို ဆွဲတာတွေကလည်းဒီအထဲပေါ်မှာဆွဲတာဆိုတော့ဒီပန်းလေးတွေကနုတ်လေးတွေဆွဲနေရတော့ကိုယ်စိတ်လေးတာပျော်နေတာပေါ့နော်အဲအဲ့လိုလေးတွေနောက် golden lady ဆွဲတဲ့ခါကျတော့လည်းအဲ့လိုပဲကိုယ်စိတ်လေးတွေလည်းငြိမ်နေအေးချမ်းပါလေဟုတ်နော်ဟုတ်အဲအမကတော့ဒီဟိုပကြီတန်တန်းလေးလည်းဖွင့်ထားပါတယ်ပကြီတန်ပကြီလေးတန်တဲ့ဒီအထည်လေးတွေပေါ်မှာလည်းဆွဲတယ်ဒီပကြီနဲ့လည်းဒီလှုပ်တယ်လို့အခုပြင်ဦးလွင်မှာပေါ့နော်အဲဒီ မအမမျိုးသားရဲ့အမရဲ့အဲ့လိုလေးဟိုစပေါ့ဗီလာလေးဖွင့်ထားပါလေ။ Golden Forest Villa ပါ။ဟုတ်ကဲ့။အဲအဲ့ဒါတော့ပေါ့နော်။အမအမျိုးသားရဲ့အလုပ်ပေါ့။သူကတော့အိဆောက်လုပ်ရေးလုပ်တဲ့ခါကျတော့ဒီပြင်ဦးလွင်ဘက်ကိုဒီဒီအထဲကိုအလွန်ဝါလေးအိမ်လေးတွေရတဲ့ခါကျတော့သွားဆောက်တယ်။သွားဆောက်တဲ့ခါကျတော့ပထမတော့ခဏတစ်ဖြုတ်ပေါ့။ဟိုသွားတဲ့ခါကျတော့အဲ အိမ်လေးတွေလဲဆက်ဆောက်ရတယ်။နောက်အမားတို့လည်းအဲ့ဒီသွားတဲ့ခါကျတော့ရန်ဒီအေဂျင့်နဲ့ဒီဟိုပါတဘာဝရဲ့အဲ့ဒီအေဂျင့်နဲ့အရသာလေးကိုလည်းခန်းစားမိပြီးတော့ဟိုမှာနေဖို့တောင်အခြေချဖို့အဲ့လိုတောင်စိတ်ကူးမိသွားပြီးတော့အမားချန်လေးတွေဝယ်တယ်အိမ်လေးတွေဆောက်ဖြစ်တယ်ပေါ့နော်။အိမ်မှာနေဖြစ်တယ်နေပြီးတော့နောက်ထပ်အဲ့ဒါချန်ချန်လေးတွေဝယ်ဝယ်ပြီးတော့အဲ့လို ဘန်ဂလိုလေးတွေစောက်ပြီးတော့စိတ်ကူးလေးပေါ့နော်အမအမျိုးသားနဲ့အဲစိတ်ကူးပြီးတော့အဲ့လိုလေးတွေစောက်ကြမလားဖီလာလေးတစ်ခုဖွင့်ကြမလားအဲ့လိုတိုင်ပင်ပြီးတော့ပေါ့နော်အဲအခုတော့အဲ့လိုလေးဖွင့်ထားပါတယ်ဖွင့်ထားတာတော့ဟုတ်ဟိုလောက်ပဲရှိအောင်မယ်နှစ်နှစ်လောက်ပဲရှိပါအောင်မယ်တိတ်တော့မကြသေးပါဘူးဟုတ်ကဲ့ပါ အဲအမားတို့လည်းအဲ့လိုပေါ့နော်အဲအမားတို့ရဲ့ဒီ villa ကတော့ဒီ luxury ပုံစံမျိုးကြီး hotel ပုံစံမျိုးကြီးတွေတော့မဟုတ်ဘူးပေါ့နော်တဘာဝကိုအခြေခံပြီးတော့ဒီစိတ်ကူးပုံဖော်ထားတာလေးပေါ့အဲအမားကလည်းဒီပကြီးသမားဆိုတော့အမှုပညာဒီဆန်ဆန်ပေါ့နော်အဲနောက်တဘာဝဆန်ဆန်အဲ့လိုလေးစိတ်ကူးပုံဖော်ပြီးတော့ဒီလိုလှုပ်ထားတဲ့နေရာလေးတစ်ခုပေါ့နော်အဲ့လိုလေးပဲပြောလို့ရမှာပေါ့ဟုတ်အဲအဲ့လိုမျိုးစားဖွင့်မယ်ဆိုကြတဲ့ကအဲ့လိုလေးလည်းစိတ်ကူးထားတယ်အဲ့လိုလည်းပါခြင်းတယ် ဟိုတော့နော်ပတိလေးတွေနဲ့ပတိကားတွေပေါ့အဓိကအဒီအခန်းတိုင်းမှာလဲပတိလေးတွေနောက်ခြံထဲမှာကိုဝင်လိုက်တာနဲ့ဒီလိုဗပုလေးတွေလဲပါမယ်နောက်ပြီးတော့ပတိသမားတွေလဲပေါ့နော်ဒီဗီလာကိုအကောင်လုံးလာပြီးတော့စိတ်ကူးနဲ့လာဆွဲကြကြိုက်တဲ့လူလာဆွဲပေါ့နော်ဆွဲမယ်နောက်ပြီးတော့အဲ့ဒီမှာလဲအဲ ဂလရီဂလရီလေးတွေလိုပဲဆွဲထားတာလေးတွေလည်းပြထားမယ်အဲ့လိုစိတ်ကူးလေးပေါ့နော်အမအဲ့လိုလေးစိတ်ကူးထားပြီးတော့နောက်ခြံထဲမှာဆိုလည်းအမဒီဒီလိုနိုင်ငံနေပေါ်မှာပေါ့နော်အမဆွဲထားတာလေးတွေလည်းရှိတယ်အဲ့လိုလေးပေါ့ဟုတ်ဟုတ်ဈေးနှုန်းလေးတွေအားလည်းအဲ့လိုပေါ့နော်ဟိုနည်းနည်းအစားအစားပေါ့နော်တဘာဝတစ်လုံးအိမ်ဘန်ဂလူးလေးဆိုလို့ရှင်နော်အဲနည်းနည်းတစ်စီးပေါ့နော်အဲ့ဒါဆိုလို့ရှင် ပြီးတော့နောက်တဘာဝတန့်ပေါ့နော်တဘာဝတန့်ဘန်ဂလူးလေးတွေအဲအဲ့လိုပေါ့နော်အအများကြီးတော့မဟုတ်ပဲねအကုန်လုံးတက်နိုင်နေတယ်လို့ဈေးမျိုးလေးတွေ ਨੇ ဆိုတော့ဒီ9သိန်း5 9000တောင်းပြန်ပြောလိုက်မယ်နော်ဟုတ်ဈေးနှုန်းပြောရမလားတက်နိုင်တဲ့ဈေးမျိုးလေးလုတ်ထားတယ်ပဲပြောလိုက်မယ်နော်ဟုတ်ဟုတ်ဟုတ် ဘာဝတန့်ဆိုပြီးမယ်တန့်ဆိုပြီးမယ်ဒီရေချိုးကန်းအင်တာနဲ့တွဲရက်ကလေးပေါ့နော်တင်အဲ့လိုလေးပုံစံမျိုးလေးတွေလုပ်ထားတယ်အဲ့လိုလည်းရှိတယ်အပြင်တီးတန့်ဟိုရေချိုးကန်းအင်တာအဲ့လိုလည်းရှိပါတယ်အဲ့လိုအဆင်ပြေအောင်လုပ်ပေးထားပါတယ်ဟုတ်အဲ့လိုပြောရရင်တော့ပေါ့နော်ဟိုကိုရီကိုရိုင်းကိုလုတ်ခဲ့ရတာမျိုးပေါ့နော်အမျိုးသားဆိုလဲဒီတစ်ပင်လေးတွေစိုက်တာအစဒီမြက်ကလေးတွေစိုက်တယ်အပင်လေးတွေစိုက်တယ်အစအကုန်လုံးသူကိုရိုင်းလုတ်ခဲ့တယ် နောက်ဒီစောက်လုပ်ရေးလဲလုပ်ခဲ့ဘူးတယ်ဆိုတော့ဒီအဆောက်အုံနေစောက်တာအဆောက်နောက်တဘာဝနဲ့တူအောင်ပေါ့နော်ဒီ reception မှာဆိုလဲဒီတက်လုံးနေနေပေါ့အလှဆင်ထားတယ်ဒီမုပ်ဦးတွေဘာတွေကစတဘာဝတက်တည်နေပေါ့နော်လှုပ်ထားတယ်ကဒင်ကအဆာပေါ့နော်တကယ်တက်လုံးနေနေရိုက်ပြီးတော့ကဒင်လှုပ်နေပေါ့အဲ့လိုအများအကုန်တော်တော်များများကိုတဘာဝဒီပစ္စည်းတွေနေပဲပေါ့နော်အဲပုံဖော်ထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြင်ဦးနဲ့မှာတော့အိငလင်တော့နည်းနည်းတော့ဖြစ်တယ်ဒါပေမဲ့အဆောက်အုံနေတော့ဘာမှမထိခိုက်ပါဘူး အဲအဲ့လိုဒီအဓိကအဲ့တဘာဝဘေးရန်တွေငလင်ရှောင်းခြင်းတွေလူတွေအတွက်လည်းအဲ့တွေတွေအတွက်လည်းအမားတို့ဒီ Golden Forest Villa ကအမားတို့အများကြီးအခုကုညီဆောင်ရွက်ပေးနေပါတယ်အခုဟိုရေရှိပေါ့နော် long stay နေခြင်းတဲ့လူတွေအတွက်လည်းအမားတို့ကဟိုကုညီပြီးတော့အခုဆောင်ရွက်ပေးပါမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟို လနဲ့ပေါ့နော်လနဲ့နေတဲ့ခါကျရင်လည်းအဆင်ပြေအောင်ပေါ့ကိုကကိုကိုချက်ပြုတ်စားခြင်းလေဆိုလေမအားတော့မီးဘိုလေးတွေစင်စီစဉ်ပေးမယ်ပေါ့နော်ဟုတ်အခုဆိုလဲအဲ့ဟိုဟာပေါ့မန္တလေးတွေကိုဘာလို့ဘက်ကဆိုမိသားစုတွေအဲ့လိုတွေဆိုရင်အရင်တည်းကပေါ့စနေတနင်္ဂနွေဆိုတောက်ကြနေဆိုလာတယ်လာကြပြီးတော့အဲ့စနေတနင်္ဂနွေနေတယ်နေပြီးတော့မှပြန်ဆင်းကြတာအဲ့လိုများတယ်အဲ့လိုမိသားစုလိုက်ပေါ့နော်အဓိကအဲ့လိုအေးစစ်စစ်ပဲ နာလာနာတင်တဲ့လူတွေကပုံများတယ်ခလေးလေးတွေလည်းပါတယ်ဆိုတော့အမတို့ကစားကွင်းလေးတွေလည်းလုပ်ပေးထားတယ်အဲအဲ့လိုဆိုတော့ခလေးလေးခလေးတွေလည်းကစားကြတယ်နောက်ရေကူးကြမယ်အဲ့လိုလည်းလုပ်ပေးထားတယ်နောက်အဓိကကမိမိအိမ်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ ခေါ်လာခြင်းလားအဲ့ဒါအဓိကသူတို့ပေါ့အမားတို့စီမှာအဲ့လိုခေါ်လာလို့ရတယ်တိလေးတွေကိုဒီလိုနေရာလေးတွေလုပ်ပေးထားတယ်သူတို့အဲ့လိုမျိုးဒီမှာလဲတရိဆန်လေးတွေမွေးထားတဲ့ခါကြတော့ပေါ့နော်အဲအကောလုံးသူတို့တွေကဘောရလေးတောင်ဖြစ်နေကြအဲ့လိုယုံလေးတွေရှိတယ်အဲ့လိုပေါ့အဲ့တော့ကလေးတွေလည်းပျော်ပါတယ်နောက်ဟိုပါပေါ့နော်မိတ်ဆွေတွေတငယ်ချင်းတွေအဲ့လိုတွေလည်းစုပြီးလာကြတယ် ဆိုယောက်ျားလေးတွေဆိုလည်းဆိုင်ကယ်လေးနဲ့တက်လာကြတယ်ဆိုင်ကယ်လေးနဲ့တက်လာကြပြီးတော့အဲ့လိုမျိုးယောက်ျားလေးတွေဆိုတော့တညလုံးပေါ့နော်ဂီတာတီးရဲအဲဂီတာတီးရဲတချင်းဆိုရဲကာရာအိုကေဆိုခြင်းနဲ့အဲအဲ့လိုမျိုးတွေလည်းအမားတို့ကစီစဉ်ပေးတယ်မိဘုံပွဲလုပ်ခြင်းနဲ့လုပ်ပေးတယ်ပေါ့နော်နောက်ဟိုမိသားစုတွေလည်းအဲ့လိုမျိုးဘာဘီကျူးလုပ်စားခြင်းနဲ့အကင်တွေလုပ်စားခြင်းနဲ့ဆိုရင်လည်းအပြင်ကအစားအသောက်တွေလည်းယူလာလို့ရပါတယ် အဲယူလာပြီးချက်ပြုတ်ချင်တယ်ဆိုလဲမအားလို့စီစဉ်ပြီးပါလေအဲအဲ့ဒီချိန်မှာပေါ့နော်အဟုတ်တယ်တဘာဝဘေးရန်တွေဒီလိုခံစားနေရတဲ့ဟာအပြည်သူတွေအတွက်ကိုလဲကိုလဲစိတ်မကောင်းရမ်းဖြစ်တယ်ကိုလဲငလင်းဟိုလိုဖြစ်ပေမဲ့ဒီအဆောက်အုံတွေဒါမထိခိုက်တာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဘယ်ဘက်ကနေပြီးတော့ဒီပရာဟိတလုတ်ပေးရမလဲဆိုပြီးစဉ်းစားတယ်စင်စားတော့အဲ့လိုတက်နိုင်တဲ့ဘက်ကပေါ့နော်အဲ့လိုမျိုးလေးလုတ်ပေးခြင်းနဲ့လုတ်ပေးခြင်းနဲ့အတွက်ကိုဒီအကုန်လုံးအဆင်ပြေအောင် ဘောနော်လာလာနေနေနိုင်အောင်အလိုလေးကူညီပေးဖြစ်ပါလေဟုတ်ကဲ့လူဟာဘောနော်မြို့မှာကြတော့လေဟိုအလုပ်တွေလုပ်ကြပါညာဆိုတော့လေ ီမြို့ပြရဲ့ဒီမွန်းချက်မှုကတော့ခဏတာဖြည့်ဖြောက်တင်ကြတာပဲပေါ့နော်အဲအဲ့ဒီအတွက်ကိုကိုကလည်းရည်ရွယ်ပြီးတော့တောင်ပေါ်တောင်ပေါ်မြို့လေးရဲ့ဒီအေဂျင့်နဲ့အရသာပေါ့နော်အဲ့လိုကကိုခန်းစားတယ်လို့ပဲအကောင်လုံးပြည်သူတွေကိုလည်းဒီလိုခန်းစားစီခြင်းနဲ့တဘာဝအလှတရားကြီးကိုလည်းခန်းစားစီခြင်းနဲ့အဲအဲ့လိုလေရည်ရွယ်တာပေါ့နော် ဒီဒီတိုက်တဲ့လေလေးတွေอ่ะစာမတူဘူးပေါ့ဟိုမှာကြတော့လေလေကောင်းလေတန့်လေးတွေတကယ်ရတယ်အဲ့လိုပေါ့ဒီတောင်ပေါ်ရှူခင်းလေးနဲ့စိတ်အေးချမ်းွားတယ်အဲ့လိုပေါ့ကလေးတွေอ่ะစာပေါ့เนาะအဲ့လိုမျိုးမတူဘူးပေါ့เนาะဒီတောင်ပေါ်နဲ့ဟိုဒီရှူခင်းလေးတွေကြည့်ရတာနဲ့အဲ့လိုဆိုတော့အဲ့ရဲ့ခံစားမှုကိုပေးခြင်းနဲ့အဓိကပေါ့เนาะအဲ့ဒါလေးလုတ်ဖြစ်တာပါအဲအဲ့လိုတွေတော့မရှိသေးဘူးဒါပေမဲ့ဖဖေးရဲ့ဝတ္ထုဒီအဖုံးတွေကိုပကြီကားတွေလှုပ်ထားတာရှိတယ် အဲ့အကိုအဲ့လိုမျိုးပေါ့နော်ဂယ်လာရီလေးလုပ်ဖြစ်တယ်ဆိုရင်တော့ဖေဖေပကြီကားတွေပါအကုန်လုံးအမှတ်တရအနေနဲ့ အကောင်လုံးပြလို့ရသွားတာပေါ့နော်အဲ့ဒါတော့မစိတ်ကူးထားတာ gallery လေးရတော့မဆောက်တော့မဆောက်ရသေးဘူးဒါပေမဲ့ပကြီကားတွေလည်းစုပြီးတော့မဆွဲနေတယ်အဓိကအိမ်မှာပြချင်တာကလေသူတို့အိမ်ဒီပြင်ဦးလွင်မှာပွင့်တဲ့ပန်းလေးတွေပေါ့နော်အဓိကအဲ့ဒါလေးတွေဆိုရင်မဖို့ဆွဲထားတယ် cherry တို့ neja တို့ christmas ban တို့အဲအဲ့ဒါမျိုးလေးတွေပေါ့နော်ဟိုရောက်သွားရင် ပြင်ဦးလွင်ရဲ့ themes လေးတွေကိုရတယ်ပေါ့အဲအဲ့လိုပုံစံမျိုးလေးတွေနဲ့အဲဆွဲထားတယ်အဲ့ခါအဲ့ခါကြရင်လေဖေဖေရဲ့ ပတိကားလေးတွေဝတ္ထုအဖုံးလေးတွေမှာအဲအားလေးတွေကိုပတိကားလေးတွေပြပြီးဖြစ်မှာပါအဲမန္တလေးလာရှိုးလမ်းမကြီးပုံမှာပါပဲရှင်မန္တလေးလာရှိုးလမ်းမကြီးကိုတည့်တည့်သွားလို့ရှင်ဟိုဒီဇင်ဘာဒီဇင်ဘာ garden chain ကိုကြော်လာလို့ရှင်ထုံးဖို့ရွာဆိုလဲဆိုင်းပုံလေးရှိတယ်အဲ့ထိုင်းထုံးဖို့ရွာဆိုင်းပုံလေးတိုင်းပဲတည့်တည့်ဝင်လို့ရှင်အမ် ဟိုလီစုရွာနေကက်ရက်ပေါ့နော်အေးဘေးချင်းကက်ရက်က Golden Forest Villa ကိုတွေ့ရပါမှာရှင်အဲလာမယ်ဆိုလို့ရှင်လေဒီ page လေးမှာ booking လေးလုပ်ပြီးတော့လာလာရောက်နိုင်ပါပြီဟုတ်ကဲ့ပါ page number လေးရတယ် Golden Forest Villa ဆိုတဲ့ page လေးမှာ booking လေးလုပ်ပြီးတော့လာနိုင်ပါလေရှင်ဟုတ်ကဲ့